ဒီရီယာစစ်မျက်နှာတွင် ပောင်းဝင်တိုက်ခိုက်နေသည့်အီရတ်အစိုးရကအပြစ်ခတ်ရစဲရေးကိုလက်မခံနိုင်ကြောင်းဖြင့်အစိုးရအတန်လွင့်ဌာနကယနေ့ကြေညာသည်အမေရိကန်နှင့်ဆိုဗီယက်တို့တာဝန်ယူလှုပ်ဆောင်သည့်စီမံချက်ကိုဆန့်ကျင်လိုက်သော ပထမဆုံးအာရတ်နိုင်ငံဖြစ်သည် လုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲပြေပြေးလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်1953အောက်တိုဘာ22တလင်းလာအီဂျစ်စစ်မြန်နာဒေးချိန်မြောက်အာရတ်အစ္စရေးစစ်ပွဲတွင်မိမိနေမည်များတဲ့သူရောက်နေသောအစ္စရေးထူးတက်များကိုခြေမုံပြင်ရန်အီဂျစ်တို့ကဂျိုးစားတိုက်ပွဲဝင်နေကြသည်စစ်ပွဲ၏နောက်ဆုံးတွင်ဖြစ်သောကြောင့်တစ်ဖက်နှင့်တစ်ဖက်မိကုံရန်ကုန်ပြစ်ခတ်တိုက်ခိုက်ကြသည်ရှိသမျှတင်ကားများလင်းရင်များများ ်အမြောက်တပ်ဖွဲ့များကိုစစ်မြေပြင်သို့သွင်းကာအီဂျစ်တို့ကလည်းနေမြေများကိုပုံမိုသိမ့်ပိုင်ရရှိရန်အစ္စရေးအထူးတပ်များနေကျွန်းနေသည်ကိုချေမုန်းရန်တိုက်ကြသည်အစ္စရေးကလည်းအီဂျစ်နေမြေထဲတွင်အကျဉ်နိုင်သမျှအကျေဆုံးသိမ့်ယူရရှိရန်အာသွန်တိုက်နေကြသည်18ရက်လုံးလုံးဖြစ်ပွားခဲ့သည့်နေများအနံအပြင်းထန်ဆုံးနေဖြစ်သည်ဟုသတင်းစာဆရာများက ပြောကြသည်အထူးသဖြင့်စူအတ်တူးမြောင်အနောက်ဖက်ရှိအီဂျစ်တို့၏အမှတ်သုံးတပ်တော်နှင့်စူအတ်မြို့ကို ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ရန်အစ္စရေးကဥတီတိုင်နေသည်အီဂျစ်အမှတ်3တပ်တော်တွင်အင်းအား3000ခန့်ရှိပါသည်စီးရီးယားစစ်မျက်နှာစီးရီးယားစစ်မျက်နှာတွင်လည်းအလားတူပင်ဖြစ်သည်ဒေသတိုက်ပွဲများရေးတဲ့တိုက်ပွဲများပြင်းထန်စွာဖြစ်သည်စီးရီးယားတို့သိမ်းပိုက်ရယူသွားသည်ဟာမွန်တောင်ငုံကိုမိမိတို့ပြန်လည်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်းဖြင့်အစ္စရေးကကြေညာသည်လေရီကုံတက်များနှင့်မြေပြင်တက်များပူးပေါင်းပြီးပြန်လည်သိမ့်ပိုင်လိုက်ခြင်းဖြစ်သည်။စီးရီးယားစစ်မျက်နှာမြောက်ဘက်ချမ်းရှိ တာမာရီဒေတာတွင်ဆော်ရီအာရေဗီယာတံများနှင့်အစ္စရေးတံများ၈နာရီကြာအောင်ပြင်းထန်စွာတိုက်ကြသည်နှစ်ဖက်စလုံးအကြဆုံးများသည်သို့တော်လည်းအပြန်လန်ကြီးများသည့်စည်းင်းများရမူရန်သူများ၏အကြဆုံးကမိမိတို့ထက်ပိုများသည်ဟုပါရှိသည်ကိုတွေ့ရသည်အာရက်ပြောသည်များအပြစ်ခတ်ရဆဲရန်ကုလသမဂ္ဂဆုံးဖြတ်ချက်ကိုအီဂျစ်သမ္မတအဝါဆရကလက်ခံကြောင်းဖြင့်ဂိုင်းယိုရေဒီယိုကယနေ့ကြေညာသည် ။တပြိုင်တည်းမှာပင်စစ်မြေပြင်တွင်ရှိနေကြသောအီဂျစ်လက်နက်ကိုင်တပ်များအားလုံးအပြစ်ခတ်ရဆဲလိုက်ကြပါရန်ကိုပါအမိန့်ပေးလိုက်သည်။ဆရတ်သည်အပြစ်ခတ်ရဆဲရေးကိုသာမက1969လုံခြုံရေးကောင်စီဆုံးဖြတ်ချက်နှစ်လေးနှစ်ကိုပါလက်ခံကြောင်းကြေညာသည်။အောက်တိုဘာ16ရက်နေ့မှ19ရက်နေ့အတွင်းဆိုဗီယက်ဝန်ကြီးချုပ်ကိုစီကင်နှင့်ဆရတ်တို့၅ချိန်တိုင်တိုင်ဆွေးနွေးခဲ့ကြသည်။ဆိုဗီယက်ခေါင်းဆောင်တို့ကအာရနိုင်ငံများလုံခြုံရေးကိုတာဝန်ယူကြောင်း အာမခံသည်ဟုဆိုသည်ဂျော်ဒန်နိုင်ငံကလည်းအပြစ်ခတ်ရဆင်းရန်သဘောတူလိုက်ကြောင်းဖြင့်ယနေ့ကြေညာသည်ရန်သူများကမိမိတို့ကိုစတင်တိုက်ခိုက်ခြင်းမပြုသမျှကာလာဘလုံးမိမိတို့ကအပြစ်ခတ်ရဆေးရေးဆုံးဖြတ်ချက်ကိုစတင်မချိုးဖောက်ရန်အမိန့်ငိုပါထုတ်ပြန်လိုက်သည်ဂျော်ဒန်ဘရင်ဟူစိန်သည်ယခုစစ်ပွဲတွင်နိုင်ငံရေးတိုက်ခါအလွန်မြင့်တက်သွားကြောင်းအာရဗ်နိုင်ငံများဘက်ကပါဝင်တိုက်ခိုက်ခြင်းကိုပြုကြောင်းသူလုပ်ရမည့်အလုပ်ကိုအကောင်းဆုံးလုပ်ကင်ခဲ့ပြီဖြစ်ကြောင်း အကြဆုံးအ ਨੇ ပါဆုံးဖြစ်စေပြီးနေမည်ဆုံးရှုံးမှုလုံးဝမရှိကြောင်းဖြင့်ဂျော်ဒန်အကဲခတ်သမားတို့ကပြောသည်ဆီးရီးယားစစ်မျက်နှာတွင် ပေါဝင်တိုက်ခိုက်နေသည့်အီရတ်အစိုးရကအပြစ်ခတ်ရစဲရေးကိုလက်မခံနိုင်ကြောင်းဖြင့်အစိုးရအတန်လွင့်ဌာနကယနေ့ကြေညာသည်အမေရိကန်နှင့်ဆိုဗီယက်တို့တာဝန်ယူလှုပ်ဆောင်သည့်စီမံချက်ကိုဆန့်ကျင်လိုက်သော ပထမဆုံးအာရတ်နိုင်ငံဖြစ်သည်ရန်သူတို့သည်ဆွေးနွေးရန်ကို၎င်းငြိမ်းချမ်းရေးတည်ဆောက်ရန်ကိုတော့၎င်းအတိအမှတ်ပြုကြခြင်းမရှိချေ ထို့သောသောယန်သူများနှင့်မိမိတို့ကအပြစ်ခတ်ရက်စဲရမည်ဆိုခြင်းမဖြစ်နိုင်မိမိတို့အာရန်နိုင်ငံများ၏ပြည်ထနာကိုမိမိတို့အာရန်နိုင်ငံချင်းချင်းသာညှိနှိုင်းလှုပ်ဆောင်မည်ဆိုပြီးအနိုင်ငံနှင့်အမေရိကန်နိုင်ငံတို့ကဤကိစ္စကိုဝင်းရောက်ဆောင်ရွက်ရာတွင်မိမိတို့နှင့်အမြင်နှင့်တူညီခြင်းမှတူညီမည်မိမိတို့သည်အာရန်ပြည်သူများအလုံး၏စံနာကို လိုက်ရောရမည်သာဖြစ်သည်စသဖြင့်ကျင်းညာချက်တွင်ဖော်ပြသည်ဒေါ်လန်ရေးကောင်စီ၏အစည်းအဝေးကိုအရေးပေါ်ခေါ်ဆိုခြင်းပါပြီး ကြီးညာခြင်းဖြစ်သည်ဆိုဗီယက်ဝန်ကြီးချုပ်ကိုစီကင်သည်အီရန်နိုင်ငံသမ္မတအာမတ်ဟာဆန်အဘာဂါဆီးရီးယားသမ္မတအာဆတ်တို့နှင့်တွေ့ဆုံရန်ထွက်ခွာလာနေပြီဟုလဗနွန်သတင်းစာများကရေးကြသည်အပြစ်ခတ်ရဆဲရေးသည် အချိန်မှတ်ဘုံသားလျင်ဖြစ်ကြောင်းဖြင့်လေပြာသမ္မတဘူမူကြီးဂရာဖီကသတင်းစာစာရေးဆရာများနှင့်တွေ့ဆုံရာတွင်ပြောကြသည်စစ်ရှုံးမှုနှင့်ပတ်သက်၍လဲဆိုဗီယက်နိုင်ငံနှင့် အရှာအာရန်နိုင်ငံခေါင်းဆောင်များကို အပြစ်တင်ဝေဖန်လိုက်သည်ပါလက်စတိုင်းပြောက်ကြားတပ်ဖွဲ့သည်အပြစ်ခတ်ရဲစဲရေးတွင်ပါဝင်မည်မဟုတ်မိမိတို့၏အဓိကရည်မှန်းချက်ဖြစ်သောပါလက်စတိုင်းနယ်မြေများလွတ်မြောက်အောင်လုံးဝကယ်တင်ပြီးသောအခါကြမှာသာအပြစ်ခတ်ရဲစဲမည်ဖြစ်ကြောင်းဖြင့်အယ်ဂျီးရီးယားရှိပါလက်စတိုင်းပြောက်ကြားကိုယ်စားလှယ်အဘူခါလီကယနေ့ပြောသည်အပြစ်ခတ်ရဲစဲရေးနှင့်ပတ်သက်ပြီးစီးရီးယားအစိုးရစောစောပိုင်းတွင်တစုံတရာပြောဆိုခြင်းမပြုဘဲနှုတ်ဆက်နေသည် အမျိုးသားတိုးတက်ရေးတပ်ဦးနှင့်အာဏာရပါတီတို့သည် အချက်အလက်အသေးစိတ်များကို လေ့လာနေကြသည်ဟုသတင်းများကဆိုသည်ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံညာ၏ဝန်ကြီးဖြစ်သောဟာလင်ခါးဒမ်သည်ဆိုဗီယက်သံမကြီးနှင့်တွေ့ဆုံဆွေးနွေးနေသည်ဆီးရီးယားသို့ဆိုဗီယက်ဝန်ကြီးချုပ်ကိုစီကင်လာမည်ကိစ္စနှင့်ပတ်သက်ပြီးဆွေးနွေးနေကြခြင်းဖြစ်သည်ဟုအတိမပြုသောသတင်းများကဆိုသည် ထိုချိန်မှစ၍ဆီးရီးယားတို့သည်အပြစ်ခတ်ရဲစဲရေးကိုလက်ခံရန်လက်တွန်နေကြသည် အာရန်နိုင်ငံအသီးသီးတွေတုတ်ပြန်မှုများကိုစောင့်ကြည့်နေသည်ယင်းသို့စောင့်ကြည့်နေစေကာလမှာပင်စီးရီးယားနယ်မြေအတွင်း၌တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်နောက်ဆုံး၌အပြစ်ခတ်ရစေးရေးကိုလက်မခံသောကြောင့်ဂျင်းညာကစစ်မြေပြင်တွင် ပြင်းထန်သောစစ်ပွဲများကိုဆက်လက်ဆင်နွှဲလေတော့သည်အစ္စရေးပြောသည်များအီဂျစ်စစ်မြေနာတွင် ရှိနေသောမိမိတို့၏တပ်များအလုံးအပြစ်ခတ်ရစဲကြရန်အစ္စရေးအစိုးရကယနေ့အမိန့်ထုတ်လိုက်သည်။ကြေညာချက်တွင်ယခု ထုတ်လိုက်သည့်မိမိတို့၏အမိန့်ကြောင့်ကုလသမဂ္ဂဆုံးဖြတ်ချက်ကို12နှစ်ကြာသောအခါအီဂျစ်စစ်မျက်နှာတွင် အပြစ်ခတ်ရက်စဲရေးအကောင့်ထယ်ပေါ်ရော့မည်ဖြစ်ကြောင်းအမေရိကန်နိုင်ငံဂျာယီဝင်ကြီးကစ်စင်ညာရောက်ရှိလာကအရှိလေပိုင်းဒေတာငိမ့်ငိမ့်ရင်နဲ့ပတ်သက်ပြီးမိမိတို့ခေါင်းဆောင်များနဲ့ဆွေးနွေးညှိနှိုင်းကြောင်းအပြစ်ခတ်ရက်စဲရေးကိုအီဂျစ်အစိုးရကလက်ခံပြီး၎င်း၏တပ်များညွှန်ကြားထားသည့်အကြောင်းကိုမိမိတို့တပ်များသို့အကြောင်းကြားလိုက်ကြောင်း ထို့ကြောင့်အီဂျစ်စစ်တပ်များကထုံအမိန်ကိုအမှန်တကယ်လိုက်နာကြမည်ဆိုလျင်မိမိတို့တပ်များအားလုံးသည်လည်းယနေ့ည6:52မိနစ်အချိန်တွင် အပြစ်ခတ်ရပ်ဆဲကြရမည်ဖြစ်ကြောင်းစစ်တုံးမှန်းခြင်းအမြန်ဆုံးလဲလှယ်ကြရမည်ဖြစ်ကြောင်းအစိုးရကကြေညာချက်တွင်ဖော်ပြထားသည်အစ္စရေးစစ်တပ်များသည်18ရက်ကြာစစ်ပွဲ၌အာရတ်နယ်မြေစတူရန်မိုင်985မိုင်ကိုထပ်မံရရှိလိုက်ပြန်မည်ဖြစ်ရာအီဂျစ်နယ်မြေအတွင်း၌စတူရန်မိုင်495မိုင် ဇီးရီးယားပြည်တွင်းနိုင်စတူရန်မိုင်300ဖြစ်ကြောင်းဖြင့်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူကယနေ့ကြေညာသည်ကစင်ညာသည်ဆိုဗီယက်နိုင်ငံမှပြန်လာပြီးအစ္စရေးသူဝင်ကဝင်ကြီးချုပ်မစ်ကိုဒါမီယာနှင့်3နာရီခွဲကြာတွေ့ဆုံဆွေးနွေးသည်ကိုဒါမီယာနှင့်ဆွေးနွေးရာတွင်မိုရှေဒါယန်နိုင်ငံသား၏ဝင်ကြီးအယ်ဘာဘီဘန်နှင့်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးဒေးဗစ်အီလာဇာတို့လည်းပါဝင်ကြသည်ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ဤသည့်အချက်များပါဝင်ကြောင်းထုတ်ပြန်ကြေညာခြင်းလုံးဝမရှိကြ။ကမ္ဘာနိုင်ငံအသီးသီးမှကရက်များဆိုဗီယက်နှင့်အမေရိကန်နိုင်ငံတို့ပူးပေါင်းကငြိမ်းချမ်းရေးအတွက်အပြည့်ရရှိအောင်ဆောင်ရွက်နိုင်ကြခြင်းကိုကြိုးစိုးကြောင်းဖြင့်ဗြိတိရှားအစိုးရကကြေညာလိုက်သည်။ရှေ့လေပိုင်းဒေသငြိမ်းချမ်းရေးကိုထိန်းသိမ်းပေးရန်ဗြိတိန်နိုင်ငံကလုံးဝအကူအညီပေးကာပူးပေါင်းဆောင်ရွက်မည်။ငြိမ်းချမ်းရေးထိန်းသိမ်းရန်နိုင်ငံတကာတပ်ပို့မည်ဆိုပါလျှင်မိမိတို့တပ်များပါဝင်ဆောင်ရွက်ပါမည်။ယခုစစ်ပြီးဆုံးရေးအတွက် မိမိတို့သည်ရှုပ်ထွေးသောဇလန်းများဖြင့်စခဲ့ကြရပါသည်သို့တော်လည်းယခုကားတွင်အမှန်တကယ်ငြိမ်းချမ်းရေးရရှိရန်အတွက်အခွင့်အလမ်းများပေါ်လာပါပြီဤသို့ဆိုစီအမှန်ကန်စစ်မှန်သောငြိမ်းချမ်းရေးကိုတိဆောက်ရန်အတွက်အခက်အခဲများရှိနေသေးသည်ကိုမိမိတို့ပြောကြားလိုပါသည်စသဖြင့်ပြည်ထိုင်နိုင်ငံခြားရေးဝန်ကြီးစာဒေါက်ကလစ်ဟုံကလွတ်တော်နှစ်ရက်ပေါင်းအစည်းအဝေးတွင်မိန့်ခွန်းပြောကြားသည်စာဒေါက်ကလစ်ဟုံက ိငင်းရေးကိုနိုင်ငံတကာတို့ကအာမခံချက်ပေးကြရန်လိုအပ်တဲ့ကဲ့သို့အင်အားကြီးနိုင်ငံများကစစ်ဖြစ်နေသောနိုင်ငံများသို့စစ်လက်နက် တင်ပို့ပေးခြင်းတို့ကိုလျှော့ချရန်လိုအပ်ကြောင်းဖြင့်ထည့်သွင်းပြောကြားသွားသည်။ဘုံဂျုံရေးကောင်စီဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီးဆိုဗီယက်အမေရိကန်သဘောတူညီချက်ကိုတင်သွင်းပြီးနိုင်ငံနယ်ငယ်တွင်မှပင်အယ်ဂျီးရီးယားနိုင်ငံဆိုင်ရာဆိုဗီယက်သံမကြီးသည်သမရဘူမီဒီယန်နှင့်တွေ့ဆုံသည်။ဤသည့်အကြောင်းများကိုပြောကြားကြောင်းဆိုင်ရာက ။အော်ပြခြင်းမရှိတော့လဲလက်ရှိစစ်ပွဲနှင့်ပတ်သက်ပြီးအမေရိကန်ဆိုဗီယက်သဘောတူညီချက်များကိုတမ်မကြီးက တင်ပြသည်ဟုကြားသိရသည်။မော်စကိုတွင် ရှိနေသည့်အမေရိကန်တန်ယုံကိုအမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲများမဖြစ်ပွားစေရန်သက်ဆိုင်ရာကလိုအပ်သောလုံခြုံရေးအစီအစဉ်များပြုလုပ်ထားသည်။ဆိုဗီယက်နိုင်ငံတွင်းရှိအရလူမျိုးများကဆန္ဒပြပွဲများပြုလုပ်မည်ကိုစိုးရိမ်သောကြောင့်ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်သည်။အမေရိကန်သံတမန်များတန်ယုံအတွင်း၌ပိတ်လောင်ကား ွာလာရခတ်ခဲနေကြသည်တာမန်ကားများဖြင့်ပြင်ပသို့ထွက်သည့်တိုင်အောင်အန္တရာယ်ရှိနိုင်ကြောင်းဖြင့်ဆိုပြီးအာနာပိုင်များကသတိပေးထားကြောင်းဖြင့်အမေရိကန်တန်ဖွဲ့ဝင်တဦးကပြောကြားသည်အရှိအလဲပိုင်းစစ်ရဲဆဲရဲကိုစန့်ကျင်ကန်းကွက်သည့်ပိုစတာများကိုကိုင်းဆောင်ထားကြသောလေဗျာနိုင်ငံသားများသည်ထရီပိုလီမြို့ရှိအမေရိကန်တန်ရုံးကိုကြောက်ခဲများဖြင့်ပြစ်ခတ်တိုက်ခိုက်ရင်းယနေ့ဆန္ဒပြကြသည်ဆန္ဒပြသူများကတန်ယုံတွင်သို့ချင်းနှင်းဝင်ရောက်ရန်ကြိုးစားကြရာ လေဗျာပလေ90တို့ကဟန်တာထရသည်စန္ဒပြသူများသည် အစ္စရေးသို့အမေရိကန်ကလက်နက်များပေးပို့နေခြင်းနှင့်အပြစ်ခံရစေး၏ဆုံးဖြတ်ချက်များကိုကန့်ကွက်သည့်အနေဖြင့်စန္ဒပြခြင်းဖြစ်သည်ဟုဆိုသည်ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်ဤသည့်ဘက်ကမှမဲမပေးဘဲတဦးတည်းတကိုယ်တော်ထိုင်နေသည့်တရုတ်ပြည်သူသမရနိုင်ငံသည်အင်အားကြီးနိုင်ငံများ၏ကြားကစားကွက်တွင်ဤသည့်ဘက်ကမှမပါဝင်ဘဲလုကင်းရ၌လုကင်းသလိုနေရန်ဆုံးဖြတ်ထားဟန်တူချောင်းဖြင့် တရုတ်ပြည်ရှိအကဲခတ်သမားများကဝေဖန်ကြသည်အမေရိကန်နှင့်ဆိုဗီယက်တို့တင်းပြကြသောအဆိုသည်ငြိမ်းချမ်းရေးကိုလည်းအမှန်တကယ်မရနိုင် လက်ရှိစစ်ပွဲကိုလည်းယာယီရဆဲရေးစသဖြင့်အရိပယ်ကောက်ယူနိုင်သည့်မွေးမသေးဒုံမကျိုးစီစဉ်သာဖြစ်ကြောင်းဖြင့်ထိုအဆိုကိုမဲမခွဲမီကကြားထိုင်နေရန်ဆုံးဖြတ်ပြီးဖြစ်သောတရုတ်ကိုယ်စားလှယ်ဝမ်ဟွာက လုံခြုံရေးကောင်စီတွင်ပြောကြားခဲ့သည်။အော်ဒါနဲ့စကားမဆက် အခုလို့ကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးကြပါအောင်နော်နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လဲအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆို1953အောက်တိုဘာ23အင်္ဂါကုလသမဂ္ဂဆိုဗီယက်နဲ့အမေရိကန်တို့ပူးတဲ့တင်သွင်းသောအပြစ်ခတ်ရဲစဲရေးအစိုးကိုကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အစည်းအဝေးက အများသဘောတူလက်ခံအတီးပြုတ်လိုက်သည်အပြက်ခတ်ရက်စဲမှုကို ထိမ့်သိမ့်ကိုကဲရန်ကုလသမဂအကဲခံအဖွဲ့ထွဲ့ကိုလည်းအချင်းဖြစ်ပွားရာဒေတာတို့အမြန်ဆုံးဆေးလို့ရန်ကိုပါဆုံးဖြတ်လိုက်ကြသည်အဆိုကို လုံချုံရေးကောင်စီဝင်15နိုင်ငံအနက်14နိုင်ငံကထောက်ခံမဲပေးသည်တရုတ်နိုင်ငံကကြားနေသည်တရုတ်ပြည်သူသမရနိုင်ငံဒုတိယနိုင်ငံညာရေးဝန်ကြီးချောင်းကွမ်ဟွာက အစည်းအဝေးတွင်မိကွန်းပြောကြရာဆိုဗီယက်အမေရိကန်တို့တင်သွင်းသောအဆိုသည် ကျူးကျော်သူအစ္စရေးများပြန်လည်ရုပ်သိမ်းသွားရန်တောင်းဆိုထားခြင်းမရှိထို့မြတ်သမကပြဿနာကိုဖြေရှင်းပေးနိုင်ခြင်းရှိမည်မဟုတ်သောအင်အားကြီးနိုင်ငံတို့ကပြုလုပ်သည့်စက္ကူတရွက်များသာတန်ဖိုးရှိသည်ထို့ကြောင့်မိမိတို့ကကန့်ကွက်နေရခြင်းဖြစ်သည်သို့တော်လည်းဘီရိုအာနာကိုမိမိတို့မသုံးပါဂိုင်ကန်ရှင်နိုင်ငံတစ်ခုဖြစ်သည့်အီဂျစ်ကအဆိုကိုလက်ခံနေသောကြောင့်ဖြစ်သည်အခြားအဖွဲ့ဝင်နိုင်ငံများကိုလေးစားသောကြောင့်လည်းဖြစ်သည်ဟုတ်တရုတ်ဒုတိယနိုင်ငံသားရေးဝင်ကြီးက အစည်းအဝေးတွင်ပြောကြားသွားသည်ယနေ့အစည်းအဝေးစလျင်စခြင်းအပြစ်ခတ်ရစေးရအကောင့်ထဲမပေါ်အောင် သူလှုပ်သည်ငါလှုပ်သည်ဟုဤကျနိုင်ငံခြား၏ဝန်ကြီးဇေးရန်နှင့်ဣစရေကိုဒလေတီကိုအားတို့အပြန်အလှန်ဆွဆွဲပြောဆိုကြသည်နောက်ပိုင်းတွင်လည်းအာရန်နိုင်ငံများကိုသူသက်စာဖောက်သည်ငါသက်စာဖောက်သည်ဟုတရုတ်ကိုဇလေနှင့်ဆိုဗီယက်ကိုဇလေတို့အပြန်အလှန်ဆွဆွဲကြရင်ဟော်ကြီးဟစ်ကြဲများဖြစ်ကြသည်အစည်းအဝေးကို ထိန်းနေသောသမဗရိယအတန်ကိုပင်မကြားရလောက်အောင်စူညံနေသည် ထိုအစည်းအဝေးကိုခေတ္တရွှေဆိုင်လိုက်ရသည်သို့တော်လည်းဆိုဗီယက်နေတရုတ်ကိုယ်တော်လှယ်တို့သည်အစည်းအဝေးခန်းမှအတွင်းမှထွက်မသွားဘဲအပြန်အလှန်အော်ဟစ်ခြင်းဆွဆွဲပုတ်ခတ်ခြင်းများပြုလုပ်နေကြသောကြောင့်ဓမ္မပရိကဂျောင်းဝင်ကြီးဖြန့်ဖြေးပေးရသည်နှစ်ဦးစလုံးတည်ငြိမ်မှုရသွားအောင်ကြိုးစားသည်အမေရိကန်နှင့်ဆိုဗီယက်တပ်များကိုလိုအပ်ကာအသုံးပြုပြီးအပြစ်ခံရစဲရေးကိုထိမ့်သိမ့်ကုတ်ကဲပေးနိုင်ရန်အတွက်ကုလသမဂ္ဂသံအမတ်များကအစည်းအဝေးရေးဆွဲပြုလုပ်နေကြသည် သူ့ဘက်ကိုဘက်ထိမ့်သိမ်းနိုင်ရန်အတွက်အမေရိကန်နဲ့ဆိုဗီယက်တပ်များကိုစေလွှတ်ရန်ပန်းကြားကြမည်ဟုဆိုသည်စစ်ပြည်သည်နေရာသို့အဆိုပါနှစ်နိုင်ငံတပ်များကို ပေးပို့မည်ဆိုပါကတရုတ်ကဗီရိုအာနာ၃ကပယ်ချပွဲရှိသည်ဟုဥလာသမဂဌာနချုပ်ရှိအကဲခတ်သမားများကထင်မြင်ချက်ပေးကြသည် အပြစ်ခတ်ရစဲမှုကိုချိုးဖောက်ခြင်းများအားလေလာကြည့်ရှုရန်အင်အား၂၀၀များရှိသောအဖွဲ့ကိုဆင်းလွတ်မည်ဆိုလျင်အလွန်နှဲပါလှပါသည်ဟုဆိုရမည်ဖြစ်ကြောင်း ကုလသမဂ္ဂအရေးပေါ်တပ်ဖွဲ့ဝင်9000ခန့်ကိုဆေးလွှတ်ပြီးကုကဲခိုင်းသည့်တိုင်အောင်လုံလောက်ပါမလားဟုတန်းတရားဖြစ်မိကြောင်းဖြင့်အရှိအလဲပိုင်းဒေသနိုင်ငံများမှတန်အမတ်များကပြောဆိုကြသည်အပြစ်ခံများမဖြစ်ပွားအောင်ထိန်းသိမ်းရန်ကုလသမဂ္ဂတံများဆေးလွှတ်ရာတွင်အင်အားကြီးနိုင်ငံတို့မှစစ်တပ်များပါဝင်ဈေးသင့်မသင့်ကိုလည်းဌာနချုပ်ကစဉ်းစားနေသည်အင်အားကြီးနိုင်ငံများအနက်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတက်အဖြစ်တက်တက်ကြွကြွဆောင်ရွက်နေသော နိုင်ငံသည်ဗြိတိန်နိုင်ငံသာလျှင်ရှိသည်ဟုသိရသည် စိုက်ပရတ်တွင်တာဝန်ယူဆောင်ရွက်နေကြခြင်းဖြစ်သည်အင်အားကြီးနိုင်ငံများငြိမ်းချမ်းစွာအတူနေထိုင်နိုင်ရန်ကြိုးပမ်းနေကြသည့်ကာလတွင် ကုလငြိမ်းချမ်းရေးတပ်အဖြစ်အမေရိကန်နှင့်ရုရှားတပ်များကိုပြမဆုံးအကြိမ်ဖြင့်ယခုကိစ္စတွင်အသုံးပြုကောင်းပြုဝဲရာဖြစ်သည်ဟုတမ်းမတ်များကယူဆနေကြသည်အစ္စရေးနှင့်အာရဗ်နိုင်ငံများကဒိုက်ရိုက်ညှိနှိုင်းဆွေးနွေးမှုများအမြန်ဆုံးပြုလုပ်နိုင်ရန်အတွက်တာမန်များတဦးချင်းကြိုးစားနေကြတော့လေထူးခြားမှုတစုံတရာဖြစ်မလာသေးကြီး အပြက်ခတ်ရဆဲမှုထိမ့်သိမ့်ရကုလအကဲခတ်ဖွဲ့များသည်လက်ရှိနေရများမှာပင်ရုံဖွင်ကလုံုံရေးကောင်စီမှညွှန်ကြားချက်များကိုလိုက်နာရန်အသင့်ရှိနေကြရန်ကုလသမဂအတွင်းရေးမှုချုပ်ကွမ်ဝါဟိန်ကယနေ့ညွှန်ကြားလိုက်သည်ဒေါက်တာကွမ်ဝါဟိန်၏ညွှန်ကြားချက်တွင် စုအတူမြောင်အနောက်ဘက်ရှိအကဲခတ်ဖွဲ့များသည်ကိုင်းရူမြို့တွင်၎င်းအရှေ့ဘက်ကမ်းရှိအဖွဲ့များသည်ဂျေရုဆလမ်မြို့တွင်၎င်းအသင့်ဆောင်ဆိုင်နေကြရန်ပါရှိသည် ်ဒေနကပြူဟာနှင့်သုံးသက်ချက်များစစ်လက်နက်ပစ္စည်းများသည်တစ်ချိန်ထက်တစ်ချိန်ပိုမိုဆန်းသလာ၏ထို့သောဆန်းသလာခြင်းနှင့်အတူဒေနကပြူဟာနှင့်စစ်ပရိယေတို့သည်လည်းပြောင်းလဲလာရမည်သာဖြစ်သည်အာရအစ္စရေတို့သည်ယခုအချိန်နှင့်ပါဆိုလျင်အထွေထွေစစ်ပွဲကြီး၄ပွဲကိုဆင်နွှဲခဲ့ကြပြီဖြစ်သည်အာရအစ္စရေတို့သည်ပြည့်ခဲ့သည့်1948ခုနှစ်စစ်ပွဲ1965ခုနှစ်စစ်ပွဲနှင့်1968ခုစစ်ပွဲများတွင်အာရန်များအထိနာခဲ့ကြသည စစ်ပွဲတိုင်းမှာအစ္စရေးကအပေါ်စီရခဲ့သည်ယခုနောက်ဆုံးစစ်ပွဲတွင်လည်းအစ္စရေးတို့အငိုက်မိခဲ့သည်မှာမှန်သည်ထိုကြားတွေကစစ်ပွဲကိုစီးရင်ချုပ်လိုက်သောအခါအာရတ်တို့နေမြေဆုံးရှုံးမှုကကြီးမားမြဲပင်ကြီးမားနေပြန်သည်အီဂျစ်အမှတ်3တတ်တော်အပါဝင်အာရတ်တပ်အများပြားကိုအစ္စရေးဝိုင်းထားနိုင်လိုက်သည်ညီတို့ပင်စိုးစီယခုနောက်ဆုံးဖြစ်ပွားသည့်၄ချိန်မြောက်စစ်ပွဲတွင်မူအာရတ်အမျိုးသားတို့၏စစ်သမိုင်းကိုထူးခြားစွာပြောင်းလဲလိုက်ပြီးဟုဆိုနိုင်ပါသည်ကဘာပေါ်ရှိ စစ်တိုက်ဒေါ်စုံစစ်တပ်များတွေတွင်တစ်ခုအပါဝင်ဖြစ်သွားပြီဟုကောက်ချက်ချနိုင်ပါသည်ရုံနာခဲ့သောသမိုင်းကျွေးများကိုအထိုက်လျောက်ပြန်လည်ပေးဆက်နိုင်ခဲ့သည်ရင်းသူစစ်သမိုင်းကိုထူးခြားပြောင်မြောက်စွာပြောင်းလဲပစ်လိုက်နိုင်ခြင်းမှာအဓိကအကြောင်းကြီး၃ရပ်ကြောင့်ဖြစ်သည် ပထမအကြောင်းမှာစစ်တပ်တွင်း၌စည်းကမ်းထိန်းသိမ်းမှုဖြစ်သည် အာရစစ်တပ်များအထူးသဖြင့်အီဂျစ်စစ်တပ်များသည်စီကံမသေးဝတ်ရာတွင်အလွန်နမဲကျော်သည် အောက်ကအထက်ကိုရိုးသေးလေးစားခြင်းမရှိအထက်ကအောက်ကိုညှတာထောက်ထားခြင်းမရှိ ဓာတ်တွင်းအမိတ်များကိုတိကျစွာလိုက်နာခြင်းမရှိမှန်ကန်စွာအကောင့်ထဲဖော်ခြင်းများမရှိစစ်မြေပြင်း၌စစ်တိုင်နေရမှာပင်လင်းဖီယိုဖီးယင်းများဖြစ်နေတတ်သည်တရားတစ်ပါးဖြစ်နေတတ်သည်ချုပ်ရစစ်ပွဲအတွေ့အကြုံများကိုသင်ခန်းစာယူပြီးစီကံနှင့်ပတ်သက်၍ဇောက်ချာပြုပြင်လာခဲ့ကြသည်ယခုနောက်ဆုံးစစ်ဖြစ်သောအခါအလွန်စီကံကောင်းသောတက်မတော်တစ်ခုဖြစ်တိုက်ပွဲဝင်ပြသည်တပ်သားများက အကြက်ကို အကြက်များကဘိုးကိုဘုံများကဘိုးကြီးကိုဘိုးကြီးများကဘိုးမူးကို အဆင့်ဆင့်အမိတ်နာခံကတိတိကျကျလိုက်နာကြသည် ထို့ကြောင့်အရက်စက်သမိုင်းကိုပြောင်းလဲနိုင်ခြင်းဖြစ်သည်ဒုတိယအကြောင်းမှာ စိတ်ဓာတ်ဖြစ်သည်6ရက်စစ်ပွဲအတွင်းကအစ္စရေးတို့သိမ်းပိုက်သွားကြသောနေမြေများသည်မြားပြကျယ်ဝန်းလာသည်ထိုနေမြေများကိုပြန်လဲရယူနိုင်ရေးအတွက်6နှစ်လုံးလုံးအရက်တို့စိတ်ထဲတွင်တအုံနှွေးနှွေးဖြစ်နေခဲ့ရသည်ထို့ကြောင့်လည်းယခုစစ်ဖြစ်ပြီးဆိုသောအခါရန်သူတို့မတရားသိမ်းပိုက်သွားသည့်မိမိပိုင်နေမြေများကိုတရားသဖြင့် ပြန်လည်ရယူရေးဟူသောစိတ်ဓာတ်ကအမြင့်ဆုံးသို့ရောက်နေသည်ထို့ဖြင့်ထူးခြားပြောင်မြောက်စွာတိုက်ခိုက်နိုင်လာခြင်းဖြစ်သည်တတိယအကြောင်းမှာစမ်းသစ်တိုးတက်လာသည့်စစ်လက်နက်ပစ္စည်းများဖြစ်သည်တဖန်ထိုလက်နက်စမ်းများကိုထိရောက်စွာအသုံးချတတ်ခြင်းနှင့်ထိုလက်နက်စမ်းများဖြင့်လိုက်ရောညီထွေသောနီးပရိယများကို ထိထိမိမိချမှတ်အကောင့်ထဲဖွင့်နိုင်ခြင်းဖြစ်သည်လူပေါ်ဥစားကလေးကစစ်ပွဲတို့ဒီအကြောင်းမျိုးစုံအသွင်မျိုးစုံဖြင့်မယံမနာဖြစ်ပွားပေါ်ပေါက်ခဲ့သည် စပွဲများမရက်နာသည်နှင့်အမျှလက်နက်များကိုလည်းအစမ်းတကျဲဖြစ်အောင်တီထွင်ထုတ်လုံနေကြသည်ပထမကဘာစစ်ကြီးမဖြစ်ပွားမီအထိရှီလျင်တမားချင်းတိုက်ခိုက်ခဲ့ကြသည်ထိုပထမကဘာစစ်ဖြစ်ပွားသောကာလ1916ခုနှစ်တွင်စစ်မြေပြင်သို့တင်ကားများဝင်ရောက်တိုက်ခိုက်လာကြသည်တင်ကားများသည်စစ်ရှိစစ်တပ်စစ်ထိုးစစ်ဆုပ်အရွှေ့ပြောင်းမြန်သည်လုံလဲလုံးချုံ၏မြန်မြန်ဆန်ဆန်ရွှေ့ပြောင်းသွားလာနိုင်သည့်ကရုတ်ချင်းများဗန်ကားများဟုလည်းခေါ်ဆိုနိုင်သည် ထိုကစပြီးစစ်ပရိယေတို့သည်ရှေ့ခေတ်ကနေမတူတော့ပဲပြောင်းလဲလာသည်။သို့တော်လည်းပထမကဘာစစ်ကြီးအတွင်းကတင်ကားများကိုကြဲကြဲပြန့်ပြန့်မသုံးနိုင်သည်။ဒုတိယကဘာစစ်ဖြစ်သောခါတွင်မူစစ်မြေပြင်၌တင်ကားများသည်မီးမြအရေးပါအရာရောက်ကြောင်းပုံမထင်ရှားလာတော့သည်။ဂျာမနီတို့၏ပင်ဇာတက်မကြီးသည်နာမည်ကျော်လွန်သည်။အောင်မွေးများကိုလည်းအကျဉ်းချင်းရယူခဲ့၏။တင်ကားများကိုအလုံးရင်ဖြင့်ဖော့ဖော့သည်သည်သုံးရင်းကြောင်ဖြစ်သည်။ ဖီမာရှရွန်မဲခေါင်းဆောင်သောဂျာမန်နာဇီစစ်တပ်နှင့်ဗိုလ်ချုပ်ကြီးမောင်ဂိုမာရီခေါင်းဆောင်သော အင်္ဂလိပ်စစ်တပ်တို့ဖြစ်ပွားခဲ့သည့်အယ်အလာမိန်စစ်ပွဲသည်ကဘာကျော်သည်စစ်သမိုင်းမှာမှတ်တမ်းတင်ခဲ့ကြရသည်တင်ကားစစ်စင်ရေးကိုအမြင့်မားဆုံးအချိန်သို့မြင့်တင်လိုက်သည်ထိုစစ်ပွဲတွင်နာမည်ကျော်ဂျာမန်ဗိုလ်ချုပ်ကြီးရွန်မဲအရင်းနှီးခဲ့ရသည်ကဘာပေါ်တွင်ဖြစ်ပွားခဲ့သည်များတင်ကားစစ်ပွဲများ၌အကြီးမားဆုံးဟုဆိုသည် သို့တော်လည်းယခုစစ်ပွဲတွင်မူဂိုလန်ကုန်းမြင်မြင်စစ်ပွဲက ထိုးဆန်းခြင်းကိုချိုးလိုက်သည်အလွန်ကြေပြောသော တင်ကားသင်းချိုင်းကို ဖြစ်စေကသမိုင်းစာမျက်နှာအစ်ကိုဖွင့်လှစ်လိုက်ပြန်သည် တင်ကားကြီးတသက်အားကိုတိုက်သောစစ်ပရီရဲ့သည်ဒုတိယကဘာစစ်၏နောက်ပိုင်းတွင်တဖြည်းဖြည်းခစ်ကုံလာပြန်၏တင်ကားတို့စွမ်းပကားထက်လာကြသည်မှမှန်သည်စွမ်းပကားထက်လာသည့်တင်ကားများကိုဖြက်စီးရန်လက်နက်များကလည်းတင်ကားတိုးတက်မှုနှင့်အတူတိုးတက်ထိရောက်လာသည် ထို့ကြောင့်လဲတင်ကားကြီးတသက်အာကိုစစ်ထိုးသည့်ပြရည်သည်ထင်းသလောက်ထိရောက်ခြင်းမရှိတော့1968ခုနှစ်အရက်အစ္စရေ6ရက်စစ်ပွဲကထိုးအချက်မှန်ကန်ကြောင်းကိုသက်သေပြခဲ့သည်အစ္စရေတို့သည်တင်ကားကြီးတသက်အာကိုစစ်ထိုးခြင်းမပြုတော့တင်ကားတက်များပေါ်တွင်ထီးသဖွယ်မိုးပေးထားသည့်လေးတက်ကာကွယ်မှုများပြုလုပ်ပြီးစစ်ပရိရဲ့သမိုင်းတစ်ခုကိုဖွင့်လှစ်လိုက်သည်တင်ကားဖြတ်လက်နက်များကိုလေးချောင်းမှတိုက်ခိုက်ချင်းမုံသည် ထိုအခါမိမိတို့တင်ကားများမှာဘေးကင်းစွာဖြင့်ရန်သူများကိုထင်းနိုင်ချေလည်နိုင်သည်ထို့ဖြစ်ပင်6ရက်စစ်ပွဲသည်ကဘာပေါ်တွင်ဖြစ်ပွားပြည်စည်းခဲ့သမျှသောနိုင်ငံချင်းစစ်ပွဲကြီးများအနက်အချင်းတို့တောင်းဆောင်အကြာဆုံးအများဆုံးအရှုံးအနိုင်အများဆုံးသိမ့်ပိုက်ရယူသည့်နေမြေအကျယ်ဝန်းဆုံးသောစစ်ပွဲတစ်ပွဲအပြင်မှတ်တမ်းတင်ရသည့်ဘဝသို့ရောက်လာတော့သည် ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ